မိဘမကောင်းတော့လဲသာသမီတွေစိတ်ဆင်းရဲရတယ်တဲ့မျက်နာငယ်ရတယ်ထူးထူးခြားခြားပြည့်အမှန်လေးတခုဒီနေ့အားလုံးသိအောင်ဘုံဘုံပြောပြအောင်မယ်နော်သင်္ကန်းစာလေးယူတတ်အောင်လို့ကလေးတယောက်ကကောင်းမှုကုသိုလ်တွေပြုလုပ်တယ်အလုပ်ကိုကြိုးစားတယ်ကောင်းကောင်းနေတယ် အဲ့ဒီအချိန်မှာဖတ်အေကကြတော့ဘာလုပ်လဲဆိုတော့အယက်သေးသာပဲတောက်စားနေတယ်တဲ့သူတို့မတွေ့တာလဲကြာပြီပေါ့မတွေ့တာလဲကြာပြီအဲ့ဒါနဲ့သူ့သမီးလေးကိုတွေ့ကျင်တော့သူ့ရဲ့သားသမီးတွေကိုတွေ့ကျင်တော့ဟိုးလိုက်သွားတာပေါ့လိုက်သွားတဲ့အခါကျတော့ဟိုရောက်တဲ့အခါကျတော့ သူ့ရဲ့သားသမီးတွေကသူ့အဖေကိုမမြင်ဘူးမတွေ့ဘူးသေးတော့အရန်တွေ့ကျင်ကြတယ်။ဝန္တာပီတိတွေနဲ့စောင့်နေတာ။အဲ့ဒီချိန်မှာသူ့အဖေကရောက်လာတဲ့အခါကျတော့ဘာဖြစ်နေလဲဆိုတော့အရက်သေးတာတောက်စားရတယ်မူယူနေတယ်တဲ့။နော်။အဲ့ဒီချိန်မှာပဝင်းကျင်မှာကလည်းအများကြီးပဲ။ ဒီကလေးအဖေလာတော့မယ်ဆိုတော့မမြင်ဘူးကြာတော့ကြည်ကျင်ကြတာပေါ့ဩကြည်ကျင်ကြတာကြည်ကျင်ကြတာဒါပေမဲ့လာလဲလာလိုက်ရောကောင်းခြင်းနဲ့မဟုတ်ပဲနဲ့မူယူပြီးလာတယ်တဲ့ဗျာအဲ့ဒီလိုမူယူပြီးလာတဲ့အခါကျတော့ဘသူကယူသေးလေးစားကြတော့မလဲဟမ်စဉ်းစားကြည့်နော် အဲ့ဒါနဲ့တအားတွေးကျင်လာပါတယ်ဒီသားသမီးတွေကလည်းဒီဖအေးကိုမြင်လိုက်တော့စိတ်ချမ်းသာမလားစိတ်ဆင်းရဲမလားစဉ်းစားကြည့်ကြပါဦးဟမ်အဲ့ဒီတော့ယုတိလေးစားတယ်ဆိုတာကဘာကိုယုတိလေးစားကြတာလဲ တိလသမารီပညာကိုယိုသိလေးစားကြတာလေအဲ့ဒီမှာတိလကကျိုးသွားပြီနော်ဟုတ်တယ်မလားအဲ့ဒီတော့အယံကိုတွေ့ကျင်လာပါတယ်ဒီသားသမီးတွေကဒီမိဘကိုမြင်လိုက်တဲ့အခါကျတော့ဒီအဖေကိုမြင်လိုက်တဲ့အခါကျတော့ဘလို့များစိတ်ချမ်းသာကြမလို့ အယံကိုမြင်ဘူးကြည်ကြတယ်ပတ်ဝန်းကျင်ကလည်းဒီအယက်သမားကြီးကိုမြင်လိုက်တော့ဘသူများယူသည်လေးစားကြတော့မလို့ဘသူကယုံကြည်အားကိုးကြတော့မလို့အရာလေးကိုနော်အဲ့ဒီတော့မိဘကြောင့်သားသမီးတွေစိတ်ဆင်းရဲရပြီပေါ့ပဝင်းကျင်ရဲ့အထင်သေးမှုကိုလည်း ခံရပြီပေါ့ဒါလေးနားထောင်နားเนาะအသေးချာလေးကိုမိဘကြောင့်သားသမီးတွေစိတ်ဆင်းရဲရပြီပဝင်းကျင်ရဲ့အထင်သေးမှုကိုလည်းခံရပြီအဲ့တော့အကြောင်းကိုရှားလိုက်တဲ့အခါကျတော့ဘာဖြစ်မလဲအရက်တောက်စားလို့ပေါ့အရက်တောက်စားတဲ့အခါကျတော့တိလာကပြက်ပြီပဲလीအ ဟုတ်တယ်မလားသူရာမေရယအဲ့ဒီအချိန်မှာမူယူနေတဲ့အခါကျတော့ဘသူကမှ စကားမပြောချင်ဘူးအယက်နန်းနန်းတဲ့အခါကျတော့ဘယ်သားသမီးကမှလည်းစကားမပြောချင်ကြတော့ဘူးမိဘကြောင့်သားသမီးတွေမျက်နှာငရပြီဟုတ်တယ်မလားအဲ့ဒီတော့ ပဝန်းကျင်ရဲ့အထင်သေးမှုကိုလည်းခံရတယ်ဆိုတဲ့အခါကျတော့အကြောင်းကိုသိရင်ပြင်ရမယ်။ဩငါဒီအရက်သေးတာတောက်စားခြင်းကြောင့်ငါ့ကိုအားလုံးကအထင်သေးကြမယ်။ငါသားသမီးတွေမျက်နှာငယ်ရမယ်။ဒါလေးကိုတစ်ချက်စဉ်းစားရမယ်နော်။ဟုတ်တယ်မလား။အဲ့တော့အရက်သေးတာတောက်စားခြင်းကြောင့် ောင်းကျိုးဘာမှမရှိဘူးနော်ဘာမှမရှိဘူးအားလုံးပြဿနာပဲဖြစ်မှာပဲစိရဲဒုက္ခပဲဖြစ်မှာပဲအားလုံးမျက်နှာငြရမှာပဲအထင်သေးခံရမှာပဲယုံကြည်အားကိုးမှုမရဘူးဘယ်သူမှမယုံကြည်ရဲဘူးအယတ္တမတယောက်နဲ့ကိုသားသမီးတယောက်ကိုထည့်ကြည့်ပါလားဘယ်သူကထည့်ရဲမှာတော့ဟုတ်တယ်မလားအားလုံးစဉ်းစားကြည့်နော် အခုဖုံဖုံမျိုးသက်တဲ့အရှင်ကုမာရတောင်းပြောတာကိုအားလုံးနားထောင်နားထောင်နေတဲ့ဒကာဒကမပေါင်းသူတော်ကောင်းတွေစဉ်းစားကြည့်ကြစဉ်းစားကြည့်ကြနော်ဒါဟုတ်တဲ့နေရာမှာဖြစ်ရမှန်နေတခုအဲ့ဒီတော့အယက်သေးတာတောက်စားခြင်းဟာယုံကြည်မှုအားနေကြတယ်ဘယ်သူမှ အားမကိုးခြင်းကြဘူးအယက်သေးတာတောက်စားလာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ သားသမီးတွေမျက်နှာငယ်ရတယ်။မိဘမှမကောင်းရင်သားသမီးတွေလည်းကောင်းလာမှာမဟုတ်ဘူး။ဒီမိဘရှေ့ကလိုက်နှင်းတတ်တယ်။ဟုတ်တယ်မလား။ရှေ့ဆောင်လန်းပြမိဘကောင်းတော့နောင်လာသားသမီးရှမ်းသာဤတဲ့။အရင်ဟောရတာလေးရှိရနော်။ရှေ့ဆောင်လန်းပြမိဘကောင်းမှ နောင်လာသားသမီးရှမ်းသာကြမယ်။ ရှေးဆောင်လမ်းပြမိပါမကောင်းတော့နောင်လာသားသမီးစင်ရည်ဤတဲ့အမလေးမိပါမကောင်းရင်နောင်သားသမီးတွေလေအဲ့ဒီတိုင်းပဲသွားမှာနော်အဲ့ဒီတော့မကောင်းရင်ပြင်းမှားရင်ပြင်းမကောင်းရင်မလုံနဲ့ဒီနေရာလေးသေချာပြန်နားထောင်တော့မှားရင်ပြင်းမကောင်းရင်မလုံနဲ့ကိုလို့ရတဲ့ခုကြောင့် ကိုသားသမီးတွေမျက်နာငရမယ်စိတ်ဆင်းရဲရမယ်ပတ်ဝန်းကျင်လေးစိတ်ဆင်းရဲရမယ်ဒီလိုအလုပ်မျိုးကဘယ်တော့မှမလုပ်ကြနဲ့ဟုတ်တယ်မဟုတ်လားအထင်သေးတယ်မယုံမရှိနဲ့ဗျာအရက်သေးတာတောက်စားပြီးလာတဲ့လူတယောက်ကိုဘယ်သူမှအဖတ်မလို့ရှင်ရဘူးဘယ်တော့ဘယ်တော့ပဲချမ်းသာနေနေဘယ်တော့ပဲပညာတွေတက်နေတက်နေခဏတာပဲ အပေါ်ယံတော့ပဲပေါင်းညင်ကြတာဘုရားယူသည် လေးစားကြင်ကြတာမဟုတ်ဘူးမူယူပြီးလာတဲ့လူတယောက်နော်မယုံမရှိနဲ့ဗျာမယုံမရှိနဲ့နော်အရက်တည်းသာတောက်စားမူယူနေတဲ့လူတယောက်ကိုဘုရားယူသည် လေးစားကြင်ကြတာမဟုတ်ဘူးဘုရားအဖတ်လို့ရှင်ကြတာမဟုတ်ဘူးနော် တာသမီတွေမိဘတွေဆွေမျိုးတွေမျက်နာငရတယ်စိတ်ဆင်းရဲရတယ်စဉ်းစားကြည့်အလုံးတကားကမပေါင်းတူတော်ကောင်းနေเนาะစဉ်းစားကြည့်အဲ့တော့မကောင်းရင် မလုံနဲ့မှားရင်ပြင်းနောက်မကြသေးဘူးအလုံးသဘောပေါက်လားမကောင်းရင်မလုံနဲ့မှားရင်ပြင်းနောက်မကြသေးဘူးဒီနေ့တိ ဒီနေ့ပြင်ဒီနေ့လူကောင်းဖြစ်တယ်သဘောပေါက်တယ်နော်မကောင်းရင်မလုံးနဲ့မှားရင်ပြင်ဒီနေ့အမှားကိုသိရင်ဒီနေ့ပြင်အဲ့နောက်မကြသေးဘူးအားလုံးသဘောပေါက်တယ်မလားနော်ဒါကြောင့်ကိုကြောင့်ကိုသားသမီးတွေမျက်နှာငရတာမျိုးစိတ်ဆင်းရဲတာမျိုးမလုပ်ကြနဲ့ မလုပ်ကြနဲ့နော်ရှေ့ဆောင်လမ်းပြမိဘကောင်းမှနောင်လာအသားသမီးချမ်းသာကြီးမှလေအဲ့တော့ရှေ့ဆောင်လမ်းပြမှာမိဘမကောင်းဘူးဆိုရင် နောင်လာအသားသမီးဆင်းရဲသွားမှာပေါ့ဟုတ်တယ်မလားအခုဖုံဖုံမျိုးသက်တဲ့အရှင်ကုမာရတောင်းမှုပြောတာလေးကိုအလုံးတရားဒဂမပေါင်းသူတော်ကောင်းနေနားဝင်လောက်တယ်နော်နားဝင်လောက်တယ်အဲ့ဒီတော့မကောင်းရင်မလုပ်ပါနဲ့နော်မှားရင် ြင်ပါအမားကိုသိရင်ယခုသိရင်ယခုပြင်လိုက်ပါယခုပြင်လိုက်ပါ နောက်မကြသေးပါဘူးဟုတ်တယ်မလားကိုသားသမီးတွေကိုဆွေမျိုးတွေကိုမိဘတွေစိတ်ဆင်းရဲဒုက္ခရောက်မဲ့အရာမျိုးတော့မလုပ်ကြပါနဲ့ကိုမကောင်းတာလုပ်တော့မယ်ဆိုလို့ရှိရင်ကိုပြန်ပြီးတော့ဒီလိုတောက်စားမူးယူးနေမယ်ဆိုရင်ကိုရဲ့ဂုံတိတ်ခါနော်ကိုယ့်ရဲ့အသက်ကိုယ့်ရဲ့ဆွေမျိုးကိုယ့်ရဲ့မိဘကိုယ့်ရဲ့ပတ်ဝန်းကျင်မျက်နှာကို အားလုံးကြည့်ကြပါနော်ကိုယ့်ရဲ့ဂုံတိတ်ခါဆိုတာလေးကိုတစ်ချက်ပြန်ကြည့်နော်ပြန်ကြည့်ပြန်ကြည့်ဟုတ်တယ်မဟုတ်လား